ဈေးဆိုင်မှာဈေးဝယ်တယ်ဆိုတာအင်္ဂလိပ်လိုမပြောနဲ့ဗမာလိုဝယ်ရင်တော့အမားရင်းတွေရှိတတ်ပါတယ်။အဲ့တော့အမားရင်းတွေနည်းအောင်နဲ့သေးသေးချာချာလေးပြောတတ်အောင်ဒီနေ့ဗီဒီယိုတော့သေးသေးချာချာလေးကြည့်ရမယ်။အတန်ထွက်တရားအစားအသုံးနှုံးနေရာအစား vocabulary အစားပေါ့နော်။မသိရ vocabulary ပါလို့ရှိရင်မှတ်သားမယ်။ကြည့်ရမယ်။လေ့ကျင့်ရမယ်။ဒါဆိုလို့ရှိရင်ဈေးဆိုင်မှာဈေးဝယ်တဲ့ဟာလည်းပတ်သက်ပြီးရောတယ်ဒီနေ့မိတ်ဆွေကတည်သွားပြီ။ဒါပေမဲ့လည်းဈေးဆိုင်မှာဈေးဝယ်တဲ့ဟာက ဟိုအရာကိုတိကျဖို့လိုအပ်တယ်ပြီးလို့ရှိရင်မှားလို့မရဘူးဒါကြောင့်ဆရာကဒါကိုနှစ်ရက်ခွဲပြီးတော့သင်တယ်ဒီနေ့မှတော့မှဆရာပုံမှန်ထပ်ပို့ပြီးတော့များတယ်ပေါ့နော်အဲမဆာကျောင်းခလေးကျောင်းရှိတယ်သုံးလုံးတက်တက်ပါမယ်ဒီချာလေးမှတ်ဖို့လိုတယ် usage လည်းအတက်လာမယ် vocabulary အတက်လည်းပါမယ်အဲကြောင့်ဒီချာလေးမှတ်သားဖို့ဆရာအကြံပြုတယ်မှတ်မယ်နော်ရေးမှတ်မယ်အဲ့လာမှရက်60အတွင်းအင်္ဂလိပ်စွမ်းရကောင်းတော့မှဖြစ်တယ်ကဲဟုတ်ပြီခေါင်းကြိုက်တာအတွက်ဆေးရှိလား လာမင်းကုန်နေသည်ဆိုတော့အကူနဲ့ပဲစားရလေအဲ့တော့လာဆိုလို့ရှိရင်ဒူးတက်နဲ့စားမယ်ဆိုတော့ဒူးနဲ့စားတယ်ဘာကြောင့်လဲဆိုတော့ဒီမာတာဆိုင်ချက်မပါပြီပဲတကယ်တကယ်အင်းလေးတပါပါအရာဆေးရှိလားဆိုတော့မင်းတို့စီမှာရှိလားဆိုတော့တပါပါပါတယ်အဲ့တော့ယူကိုမေးရမှာဖြစ်တဲ့တကြောင်ယူဒီ second person ဆိုတော့ဒီဒူးနဲ့စားတယ်အဲ့ဒါလေးကိုဒီ series ရှင်မှာအင်းလေးစားအောက်တက်ခြေပူရ30ဆိုပြီးစာတင်ထားပြီးပြီစာမိုးပဲလည်းဖြစ်ပြီးပြီနော်မေးခွန်းအလွာရောက်ဆရာဒီနေ့တင်ပေးမယ်အဲ့တော့ဆရာပြောပြပါမယ်ခေါင်းကြိုက်တာအတွက်ဆေးရှိလားဆိုတော့ do you ပြီးလို့ရှိရင်ရှိတာဆိုတော့ဘာလဲဆိုရင် have ပေါ့နော် do you have အဲ့ဒါဆိုနားလဲပါလိုက်လား do you have ဆိုတာပြောလဲရှိတာလို့ပြောတာဘာရှိတာလဲ say ရှိလား say ဒီမတိကြသေးဘူးဘယ်စေးမဆိုဖြစ်တဲ့တိကြောင် a နဲ့တက်လာသုံးလိုက်မယ် do you have a medicine do you have a medicine အားတော့လဲကောင်းကြိုက်တာအတွက်ဘာလို့ for a headache ရာလေးကို headache လို့မထွက်ဘူး ch နဲ့ဆိုရင်ပုံမဲ့ဆိုရင် ch လို့ထွက်ပေမဲ့ဆရာတော်ကြီးမပြောသက်ထွက်မယ်ဆိုရင် headache လို့ထွက်မယ်အဲ့တော့ do you have a medicine for a headache မင်းတို့မှာကောင်းကြိုက်တာအတွက်မင်းတို့မှာ say ရှိလား အဖြစ်ရကြတော့ငါတို့မှာဆေးပြားရောဆေးရည်ရောရှိတယ်လို့သာပြောထားတယ်အဲ့တော့ငါတို့မှာဆိုတော့ we ပေါ့နော် subject ပြီးသွားလို့ရှိရင် verb ကိုပါမယ်ရှိတယ်ရှိတယ်ဆိုတော့ have ရှိတာနှစ်မျိုးစလုံးရှိတယ်ဆေးပြားလည်းရှိတယ်ဆေးရည်လည်းရှိတယ်အဲ့တော့ဆေးပြားဘယ်လိုခေါ်လဲဆိုရင် tablet လို့ခေါ်တယ်နော်ဟောမှတ်ကြတော့လည်းပါတယ်ဖုန်း tablet အပြားကြီးလည်း tablet ပေါ့ဆေးအပြားလေးဆိုတော့ tablet ပေါ့နော်ဆေးရည်ကတော့ syrup လို့ခေါ်တယ် syrup အဲ့တော့ we had tablet serum အဲ့ဒါကိုနှစ်ခုဆက်ရမယ်။နှစ်မျိုးစလုံးဆိုတဲ့သဘောတရားပေါအောင်ဒီ bold and ဆိုတာလေးတော့အောင်မယ်နော်။အဲ့တော့ bold နောက်မှာတစ်မျိုး and နောက်မှာတစ်မျိုးပေါ့။အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုရင် we had bold tablet and syrup ။ငါတို့မှာ tablet လို့ခေါ်တဲ့ဈေးပြားရော syrup လို့ခေါ်တဲ့ဈေးရောငါတို့မှာရှိတယ်။အဲ့ဆိုရင်ဒီအသုံးလုံးတစ်လုံးမသိရင်ရေးပြီးတော့ကြက်ကြပဲ။နောက်တစ်ခါမဲဆရာဝန်ရဲ့ညွှန်ကြားချက်လို့လဲမဲလာဝယ်တဲ့ဈေးဒီငါတို့ရောင်းလိုက်လို့မရဘူး။မဲဆရာဝန်ညွှန်ကြားချက်နဲ့တောက်ရမယ့်ဈေးဖြစ်တယ်။ အန်ရအများအစင်းပြင်းထန်တဲ့ဆေးဒါတော့မတည့်တာဖြစ်နေတဲ့ဆေးတွေပေါ့နော်ဒီနောက်ပြီးတော့ subject နဲ့စာမယ် means or you subject ပြင်ခိုင်းလို့ verb ကိုသွားမယ်လိုတာပါလဲဆိုရင် need ဒါလို့ဆိုဆရာဝန်ရဲ့ဆရာဝန်တယောက်ဆိုရပြီဆိုတော့ adult ဒါလို့ဆရာကြီးလိုက်မယ် yes ဆိုတာ e နဲ့တူတယ်အဲ့တော့ apostrophe s ထည့်လိုက်တယ်ဆရာဝန်တယောက် e ညွန်ကြားချက်ဆိုလည်းမသိကြဘူး prescription လို့ခေါ်တယ်အဲ့လေ prescription prescription ဆိုပါလေဆရာဝန်တယောက်ရဲ့ညွှန်ကြားချက်လို့ you need a daughter prescription ဇာဝင်ရညွန်ကြချက်မင်းလိုအပ်တယ်လို့ပြောတာဖြစ်တယ်။အဲနောက်တစ်ခုငါဒီဆေးကိုဘယ်နဲ့ချိန်တောက်တယ်လဲ။လဲမေကွန်းလေးဖြစ်တယ်။မေကွန်းစကလုံးနဲ့ပါမယ်။လာမေကွန်းဆိုအကူနဲ့စားမယ်။လဲမေကွန်းဆိုမေကွန်းစကလုံးနဲ့စားတယ်။ဘယ်နဲ့ချိန်စားအောင်အင်းကဘယ်လိုမေးလဲဆိုရင် how often နဲ့မေးတယ်။ how often ဟုတ်ပြီမင်းကစကလုံးပြီးရင်လာမင်းလို့ပဲအခုထုတ်ရမယ်ဒါပေမဲ့တင့်လာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကဒူးမထုတ်ပဲလဲရှွတ်ထုတ်လိုက်တယ် how often should ပြီးရင် subject ကတောက်ပိုင်း၅ဆိုတော့လာမယ် how often should i ဆေးတောက်တာဒီ take တပဲတော့လဲ drink တွေ eat တွေလည်းမတော့ဘူးအားလည်းမထားမယ်ဆေးကို take လည်းမတော့ဘူးအဲ့တော့ how often should i take ဒီဆေးဆိုတော့ this medicine ပေါ့နော်ဒီဆေးကိုအပဲလည်းချိန်လောက်တောက်တဲ့တယ်လဲဟုတ်ပြီတစ်ခါတစ်လုံးနဲ့တစ်နေ့တော့ချိန်တောက်ပါဒါခိုင်းလိုက်တာဖြစ်တယ်ခိုင်းတာဆိုရင် vasio နဲ့စမယ်ဆိုတော့ဆရာက ရှင်းရရက်30စီးမှာဆရာ infrared အမိန်ပေးတဲ့ပုံစံမှာသင်ထားပြပြီးတောက်ပါဆိုတော့ဆေးဆိုတဲ့တောင် drain နဲ့မတူဘူးလေထိတ်နေတော့မယ် okay တစ်ခါတော့ဗာလဲဆိုရင်တစ်လုံးဟိုတောက်မယ်ဗာလဲဆိုရင်တစ်ခါတစ်လုံးတောက်မယ်ဆိုတော့ one tablet တနေ့3ချိန်ဆိုတော့3ချိန်ုံရေးရမယ်3ချိန်ပါလဲဆိုရင်3 times ပြီးတော့မှတနေ့ရလာမယ် a day အဲ့ဒါပါလဲဆိုရင် take one tablet 3 times a day ဒီ time ကအချိန်ဆိုရဲကြောင် as တဲလို့ရတယ်เนาะဟုတ်ပြီနောက်ကလေးတွေအတွက်ရောချောင်းဆေးပျောက်ဆေးရှိလားလားမေးခွန်းဖြစ်တယ်ခဏကလို့ပဲရှိလားဆိုတော့ဒီလိုလန်တိုင်းတိုင်းရိုက်ရေးတော့လိုက်မယ် do you have ပေါ့ဟုတ်ပြီကလေးတွေအတွက်ချောင်းဆိုးပျောက်ဆေးဆိုတော့ဘယ်လိုရေးလဲဆိုရင် cough syrup ပေါ့เนาะခဏကဒီမှာတုံထိုင်လေးဆေးဆေးရေတော့ do you have cough syrup ဘာအတွက်လဲကလေးတွေအတွက်ဆို for children အပြင်ရကြပြန်ဖြေတယ်ငါတို့မှာနှစ်နှစ်နှစ်အထက်ကလေးတွေအတွက်ဒီအသင့်တော်တဲ့ဆေးတမျိုးရှိပါတယ် ငါတို့ဆိုတော့ we ဆိုပြပြဘတ်ကိုရေးမယ်ရှိတယ်ဆိုတော့ we have ဘာလဲဆိုလို့ရှိရင်အဲဒီတင့်တော်တဲ့စီတမျိုးပါเนาะ this one ပေါ့ဒီတမျိုးတင့်တော်တော့ဖြစ်အောင် CITA BLE ဒါကို complete လို့ခေါ်တယ်အဲဒီကောင်ကိုဒီကောင်ကဖြစ်ပေးတာဒီစေးဒီဘာဖြစ်တော့စေးလဲ suitable တင့်တော်လို့စေးပေါ့เนาะဒါဒါဒီ CV ပြီးနောက်ထပ်လာမယ်အင်္ဂလိပ်စာကျွမ်းကျင်ဖို့ CV ထဲမှာပါလာနိုင်မယ်အဲ့တော့ we have this one suitable ဘာအတွက်လဲဆိုရင် for ပေါ့เนาะအဲနှစ်နှစ်နဲ့အထက်ကို2 and app လို့ခေါ်တယ်ဒါပေမဲ့အသက်တွေဖြစ်အောင် sorry အသက်တွေဖြစ်အောင်ဒီဆက်မှာ ages လို့ထည့်ရမယ်အဲ့တော့ we have this one suitable for ages 2 and up နည်းနည်းအထက်အသက်ရေဒီပုံစံလေးကိုမှတ်ထားမယ်နော် age 2 and up ဆိုလိမ့်မှတ်ထားမယ်နည်းနည်းအထက်အသက်တွေအတွက်သင်လျော်တော့ဒီတစ်မျိုးတော့ငါတို့မှာရှိတယ်ကဲဟုတ်ပြီဒါဆိုရင်ဒီနေ့မှာအသုံးနှုန်းသက်တွေကိုမှတ်မယ် vocabulary အသက်ကိုမှတ်မယ်ကြက်မယ်ဒါနောက်မှလည်းဒီ say တွေနဲ့ပတ်သက်တဲ့ဟာကိုဆက်ပြီးတော့လေ့လာမယ် vocabulary နည်းနည်းလေးခတ်ပြီးမှလည်းကြက်လိုက်ရပါတယ်အားလုံးပဲဆက်ပြီးကြိုးစားကြပါ fight တယ်